်တလာပါဒီနေ့ဗီဒီယိုမှာတော့ချက်ကြီးပြီမှာကိုကတပ်ပုံတွေဆွဲခြင်းတဲ့ခါမှာတပ်ပုံတွေကိုဘယ်လိုမျိုးဆွဲပြန်ကိုကအင်္ဂလိပ်လိုမရေးတတ်ဘူးမြန်မာလိုပဲဆွဲခြင်းဘယ်လိုမျိုးဆွဲလို့ရမလဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာပြပြပေးပါမယ်လို့အင်္ဂလိပ်လိုပဲဒီ pro တွေပါထုတ်မယ်ဆိုရင်ဘယ်လိုမျိုးထုတ်ရမလဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာတခါလေးပြပြပေးပါမယ်โอเคဒါဆိုရင်ချက်ကြီးပြီမှာဘယ်လိုမျိုးတပ်ပုံဆွဲမလဲဆိုတော့ကျွန်တော်ဒူလိုက်လုပ်ကြည့်အောင်ပထမဆုံးအနေနဲ့ကို့မှာချက်ကြီးပြီဆော့ဝဲနဲ့ချက်ကြီးပြီအကောင့်ရှိရမှာဖြစ်ပါတယ် တကယ်လို့ကိုမှချက်ကြည့်ပြီးအကောင့်မရှိသေးဘူးဆိုရင်တော့ကျွန်တော်ဒီ channel မှာချက်ကြည့်ပြီးအကောင့်ဖွင့်ပြီးအတုံးမြူနေရဝင်ရောက်လေ့လာလို့ရပါတယ်။ချက်ကြည့်ပြီးအကောင့်ရှိပြီဆိုရင်တော့ချက်ကြည့်ပြီးလည်းတစ်ချက်ဝင်လေးပါမယ်။ချက်ကြည့်ပြီးလည်းရောက်ပြီဆိုရင်တော့ကျွန်တော်တို့ကဒီနေရာမှာဆိုရင်တော့ဒီပုံမှန်တိုင်းပဲကိုတိကျင်တဲ့ကြောင်းရည်ကို မေးမဆွေညီမလိုမေးမေးအင်္ဂလိပ်လိုမေးမေးမေးလို့ရပါတယ်။တကယ်လို့ကိုကတပ်ပုံတွေဆွဲကျင်နေဆိုရင်တော့ဒီအပေါ်ဆုံးမှာ create image ဆိုတာရှိပါတယ်။ အဲ့ဒီနေရာလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်။ဒီလိုမျိုး crit image လို့နှိပ်လိုက်တာနဲ့အောက်မှာသူကစာတန်းအားတစ်ခါလဲ crit and image ဆိုပြီးပေါ်လာပါတယ်။ကျွန်တော်တို့ကဒီစာလေးပေါ်လာရင်ဒီစာလေးကိုမဖြတ်ပါနဲ့။ဒီစာလေးကိုအပေါ်ကစာကြောင်းဖြည့်ထားလိုက်ပါ။ဒီစာလေးအောက်ကနေပြီးတော့ကျွန်တော်တို့လိုချင်တဲ့အတိုင်းဒါဘယ်လိုမျိုးလိုချင်လဲဆိုတော့ညမာလိုရေးပြီးတော့တပ်ပုံလေးကိုညမာလိုပဲထုတ်လို့ရပါတယ်။နောက်ထပ်တနည်းအားတော့အင်္ဂလိပ်လိုဘယ်လိုမျိုးထုတ်မလဲဆိုတော့ပြောပြပေးပါမယ်။လောလောဆယ်ညမာလိုဘယ်လိုမျိုးထုတ်မလဲဆိုတော့ကြည့်လိုက်ရအောင်။ သူတရားနဲ့ခွေးချက်ကောင်ချီတယ်သူတို့လည်းကပန်းကျင်ထဲမှာလမ်းလျှောက်နေတယ်ဒီနေရာမှာကိုကလူကိုဘယ်လိုမျိုးလိုချင်တယ်ဘာစတိုင်လိုချင်တယ်ဘယ်နိုင်ငံစတိုင်လိုချင်တယ်ဆိုတော့သိစိတ်ရယူရဲတမစတိုင်စတိုင်လိုချင်တယ်ခွေးရဲ့အရာဘာလိုချင်လဲပြီးတော့လူကလည်းအိမ်ဘာဝတ်ထားရဲ့ဘောင်းမိဝတ်ထားမလားပစိုးဝတ်ထားမလဲဆိုတော့အချို့ကျွန်တော်တို့ကဒီအောက်မှာအသေးစိတ်စိတ်ကြရည်ထဲပြလို့ရရဲ့ဒီလိုမျိုးအသေးစိတ်ရည်လေးအရာရာခြိုင်လို့ဖြစ်သွားရဲ့ ဒါဆိုကျွန်တော်လည်းလည်းခုပဲအခုတော့မရရပဲတခုလေးလုံးမကြည့်နဲ့ဘာလည်းလေးမချိုက်ဘူးပေါ့နော်။ Okay ဒါဆိုကျွန်တော်ပို့ပေးလိုက်မယ်။ဒါဆိုရင်ကျွန်တော်လို့ပို့ပေးတဲ့စာကြောင်းကိုသူကတပုံဖြည့်ဖန်တီးနေပြီပေါ့နော်။ခဏလေးစောင့်ပေးဖို့တော့လိုအပ်ပါတယ်။ကျွန်တော်တို့စောင့်နေတဲ့အချိန်မှာဒီ software လေးမှာဝင်ပြီးတော့စောင့်ကြမလို့ပါဘူး။ဒီအလဲဟုံးကြီးနဲ့ထွက်ပြီးတော့အခြား software တွေကိုလည်းတွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်။စောင့်နေတဲ့အချိန်မှာကျွန်တော်က AI နဲ့ ဒီအင်္ဂလိပ်လိုဘလုံးလို့ထုံလဲအင်္ဂလိပ်လိုပုံထုတ်ခြင်းလဲဆိုရင်ကျွန်တော်တို့က DC ကိုအတုံးပြုပြရမှာဖြစ်ပါတယ် DC ကဘာလို့အတုံးပြုရလဲဆိုတော့ DC ကညီမလိုပို့ပြီးတော့ကျွမ်းကျင်လိုပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က DC ကိုအကူအညီပါတောင်းမယ် DC ကိုအကူအညီလာမှုတွေ DC software ကိုတစ်ချက်နှိမ့်လိုက်ပါမယ်ခုမှတကယ်လို့ DC software လည်းမရှိဘူးအကောင့်မရှိဘူးဆိုရင်တော့ကျွန်တော်ဒီ channel မှာ DC အကောင့်ဖွင့်ပြီးအတုံးပြုနေကိုတင်ထားရဲဝင်ရောက်လေ့လာလို့ရပါတယ်โอเคဒါဆိုရင် DC ကိုတစ်ချက်ဝင်မယ် ဒီစုတစ်ချက်ဝင်ပြီးတော့ကိုကဘယ်လိုမျိုးလိုချင်လဲဆိုတော့ဒီထဲမှာအတိတ်စိတ်ညမလို့ရေးပေးလိုက်မယ်ပီယာနဲ့ကျွန်တော်တို့အင်္ဂလိပ်လိုလိုရေးလိုက်မယ်သူကပူးထုတ်ပေးပါဆိုပြီးတော့အင်္ဂလိပ်စာကြောင်းပါလဲအတွက်သူကအင်္ဂလိပ်လိုထုတ်ပေးရမယ်ဆိုတော့တည်ပါရဲ့ဒါပေမဲ့ကျွန်တော်တို့ကထပ်ပြီးတော့တိကျဖြစ်အောင်ရေးထည့်ပေးလိုက်မယ်โอเคဒါဆိုရင်ကိုလိုချင်တဲ့စာကြောင်းကိုရေးပြီးတော့ရေးပြုံးလည်းရေးပြီးတော့ပြီဆိုရင်တော့ဒီစီကိုပို့ပေးလိုက်မယ် ဒီစီကိုဒီလိုနှုတ်ပို့ပေးလိုက်မယ်ဆိုရင်ဒီစီကကျွန်တော်တို့ကိုဒီပို့ထုတ်ပေးဖို့အတွက်ဒီမှာစာအုပ်စပြီးတော့စီစဉ်နေပြီးရှိပါတယ်ဒီပို့ထုတ်လိုက်စာကျွန်တော်တို့အင်္ဂလိပ်လိုပြန်ပေးမှာဖြစ်ပါတယ်ဒီစီကပို့ထုတ်နေတဲ့ခါကျွန်တော်တို့ကခုနချက်ချီပြီးလဲမှာတပုံဆွဲနေတော့အပြင်ထွက်ပြီးတော့ဒီစီရဲ့ဝင်လာဖြစ်တဲ့အတွက်ချက်ချီပြီးမှာတပုံပြီးပြီးလားပြန်ကြည့်ဖို့အတွက်ချက်ချီပြီးတော့တခြားပြန်ဝင်လိုက်မယ် okay ဒါဆိုရင်တပ်ပေါ်ကအခုလည်းကျွန်တော်ရေးထားတဲ့ခွေးတကောင်နဲ့လူတယောက်နဲ့ခွေးတကောင်ရှိရဲ့တူလူနှစ်ဦးကပန်းကျင်ထဲမှာလမ်းလျှောင်းနေရဆိုတော့ဒီမှာဒီရေးဆွဲပေးထားရပေါ့နော်ရမ်းမိုက်တယ်ပေါ့နော်ကျွန်တော်ညမလိုရေးရကိုပဲသူကတိတိကျကျပဲကျွန်တော်တို့ထုတ်ပြီးရတိတိအသေးစိတ်ချရင်အသေးစိတ်ချသူကရေးထည့်ပေးမယ်ပေါ့နော်ကျေရာဆိုရင်ဒီပုံလေးကိုဘယ်လိုမျိုးဆွဲရမလဲဆိုတော့ဒီတော့ခွေးထားဆိုရင်တီစီမှာကျွန်တော်တို့အင်္ဂလိပ်လိုပွန်းထုတ်တာရမရတစ်ချက်တီစီလို့တစ်ချက်ပြန်သွားမယ် ဒါဆိုရင် TC ကနေတော့ကျွန်တော်တို့ကိုဒီပို့ထုတ်ပြီးသွားပြီပေါ့နော် TC ကပို့ထုတ်ပြီးသွားပြီဆိုရင်ဒီလိုမျိုးအင်္ဂလိပ်စာကြောင်းတွေကများနေပေါ့နော်ဒီလိုမျိုးအင်္ဂလိပ်စာကြောင်းတွေများနေကိုကဘေးစာကြောင်းယူရမယ်မတည်ဘူးဆိုရင်ထပ်ပြီးတော့ပဲ TC ကိုမေးလိုက်မယ်ကျွန်တော်ဘေးစာကြောင်းကိုယူရမယ်ဆိုတော့မေးလိုက်မယ်ကိုကအင်္ဂလိပ်လိုမတည်တဲ့အတွက် TC ကိုအကူအညီတောင်းနေဆိုရင် TC ကဒီလိုမျိုးရှုပ်ထွေးတဲ့အင်္ဂလိပ်စာပို့လိုက်ပြီဆိုရင်ထပ်ပြီးတော့ဒေချာအောင်မေးလို့ရတယ်ပေါ့နော်ကျွန်တော်မေးလိုက်မယ် ဲ့လိုစာကြောင်းတွေအများကြီးပို့ပြီးတဲ့အတွက်ကိုကနားမလည်ပါဆိုမှ TC ကိုအားကိုးပါတယ်လို့ TC ကဒီလိုမျိုးစာကြောင်းတွေအများကြီးပို့ပြီးမှဆိုရင်ကိုကနားမလည်တော့ထပ်ပြီးညမလို့ဘေးစာကြောင်းကကျွန်တော်ထုတ်ခိုင်းနေပုံဖြစ်ပါတယ်လေတိတက်ခွဲပေးပါလို့ပို့လို့ရတယ်ပေါ့နော်ကျွန်တော်ပို့လိုက်ပြီဒါဆိုရင်သူကကျွန်တော်တို့ကိုတိတန်းစာကြောင်းသူကျွန်တော်တို့ထုတ်တာလည်းပုံကိုကျွန်တော်တို့တိတန်းပို့ပေးမယ်ပေါ့နော်ဒီမဲ့ဆိုရင်အောက်ပါစာရောင်းစနစ်ကြောင်းကတည့်ရင်တွေ ထုတ်တင်ထုတ်ခိုင်းတဲ့ပုံတွေဖြစ်ပါတယ်တိတန်ခွဲပြီးနံပါတ်တက်ပေးထားပါတယ်သူကဒီမှာဆိုရင်စနစ်ကြောင်းပေါ့နော်စနစ်ကြောင်းဆိုတာကသူကဘာကြောင့်စနစ်ကြောင်းထုတ်ပြရဲဆိုရင်ကျွန်တော်တို့လိုချင်တဲ့အတိုင်းတာကိုအမျိုးမျိုးထုတ်လို့ရအောင်လို့သူကစနစ်ကြောင်းထုတ်ပြရဲပေါ့နော်တစ်ကြောင်းစီးတိုင်းမှာတပုံတပုံထုတ်လို့ရရဲ့နောက်ထပ်တစ်ကြောင်းမှာထပ်ပြီးတော့ကွဲပြားတဲ့ပုံစံဖြစ်မယ်ပေါ့နော်โอเคဒါဆိုကျွန်တော်အများကြီးဖြစ်တယ်ကိုလိုချင်တဲ့အကြောင်းအရာတစ်ခုကိုကျွန်တော် copy ကူးလိုက်ဒီလိုမျိုး copy ကူးတဲ့အခါမှာ copy ကအကုန်လုံးပါလာရေပေါ့နော် ကိုပြီးကုန်လုံးပါလာပြီဆိုရင်အတီးကိုနှိမ့်လိုက်မယ်။အတီးကိုနှိမ့်ပြီးတော့ပို့လို့ခြင်းနဲ့စာချောင်းကိုပဲကျွန်တော်တို့ကခွဲထုတ်ပြီးယူတိုင်းမယ်။ကိုကအင်္ဂလိပ်လိုမတက်လဲအတွက်နည်းနည်းလေးတော့စိတ်ချေပေးဖို့လိုအပ်တယ်ပေါ့နော်။ကျွန်တော်ဝမ်းစာချောင်းအောင်မယ်ယူမယ်ဝမ်းအောင်ကဆက်တချောင်းလို့ကျွန်တော်အကုန်လုံးဖြတ်ထုတ်လိုက်မယ်ခေကျွန်တော်ဝမ်းစာချောင်းအောင်မယ်ယူမယ်ယူပြီးရင်ကျွန်တော်ဒီစာချောင်းယူမယ်ဖြစ်တဲ့အတွက် ကော်ပီနေလိုက်မယ်အခြားစာအကြောင်းတွေလည်းကျွန်တော်တို့ကဒီလိုမျိုးကူးပြီးတော့ယူလို့ရရပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကဒီ PC မှာထုတ်ခိုင်းတဲ့ပုံလို့ PC မှာပုံလို့အင်္ဂလိပ်လိုထုတ်ခိုင်းတဲ့စာအကြောင်းကိုယူမယ်ယူပြီးရတဲ့ကိုကတခြားအင်္ဂလိပ်လိုသုံးလို့ရတဲ့ website ဖြစ်ဖြစ်ချက်ကြည့်ပြီးဖြစ်သွားပြီးတော့တပ်ပုံကြီးကိုထုတ်ခိုင်းလို့ရတယ်ကျွန်တော်ချက်ကြည့်ပြီးပဲအဆင့်ထုတ်ပေးမယ်ကိုကတကယ်လို့ဒီချက်ကြည့်ပြီးမထုတ်ချင်ဘူးလီယိုနာလိုလို website လိုမျိုးသွားပြီးတော့ထုတ်ချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်ကျွန်တော်တို့ကအင်္ဂလိပ်လိုပို့ထုတ်တာဖြစ်တဲ့အတွက် မီတီဝက်ဆိုက်မှာဆိုတပုံထုတ်လို့ရတဲ့ဝက်ဆိုက်မှာဆိုလောလောကူပဲထုတ်လို့ရရပေါ့နော်။ဒီကျွန်တော်တို့ကတပုံထုတ်မှဆိုရင်ခုနတိုင်းပဲအပေါ်မှာရှိတဲ့ဒီ crit image ကိုနှိပ်ပြရမယ်ပေါ့နော်။ဒီလိုမျိုးနှိပ်လိုက်မှဆိုရင် crit image ကပေါ်မလာဘူးဆိုရင်ကျွန်တော်တို့ကချစ်ချစ်ပြီးအချက်နှိပ်ပြီးတော့ဒီအပေါ်ကစာချောင်းပဲထနေလိုက်မှဆိုရင်နေယူဖြစ်သွားရပေါ့နော်။နေယူဖြစ်သွားပြီဆိုရင်တော့ crit image ကိုနှိပ်လိုက်မယ်။ပြီးရတဲ့အပေါ်မှာ crit and image လို့ပေါ်လာပြီဆိုရင်အဲ့ဒီစာချောင်းအပေါ်ကတင်လိုက်မယ်။ ပြန်နေကျွန်တော်တို့အခုနက copy ကူလာတဲ့စာကြောင်းကိုထည့်လိုက်မယ်။ထည့်ပြီးရတယ်ကျွန်တော်တို့က1ကိုချိန်မှရှိတဲ့1ကိုဖြတ်လိုက်မယ်။ကျွန်တော်လိုချင်တဲ့စာကြောင်းမှယူမယ်။ယူပြီးရတယ်လိုမျိုးပို့ပေးလိုက်။ဒါဆိုရင်တပ်ပုံကိုထုတ်ပေးသွားပြီပေါ့နော်။အခုနကျွန်တော်တို့ကောင်လေးနဲ့အောင်နဲ့ကောင်မလေးတယောက်ရှိတယ်။ဒီလိုမျိုးကရေးစားလိုက်ဖြစ်တယ်။ဘိုင်းချန်နယ်မှာလိုက်ရှောင်းနေရဆိုပြီးတော့လိုလိုချင်ချင်ပဲကျွန်တော်ကထုတ်ထားရပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ကဒီတပ်ပုံဆွဲတဲ့ခါတခြားဆော်ဝဲကိုကျွန်တော်ကတုံးချင်တယ်ဆိုရင် လဲဟုတ်ကိနဲ့ထွက်ပြီးတော့တခြားစော်တွေမှာတော်ပြီးတော့တုံလို့ရရဲ့မိနစ်အနေငယ်ကြာနဲ့ချက်ချင်းပြီးတော့တစ်ချက်ပြောင်းဝင်ကြည့်လိုက်မယ်။အင်တိုဒင်းကြာပြီဆိုရင်တော့ချက်ချင်းပြီးတော့တွားပြီးတော့ကျွန်တော်တို့ဆွဲခိုင်းတဲ့တပ်ပုံရမရတစ်ချက်ဝင်ကြည့်လိုက်ပါမယ်။ဒါဆိုရင်တပ်ပုံကိုကျွန်တော်တို့ကရအောင်ပဲပေါ့နော်။ဖိတိမဲ့ဆိုရင်ရသွားပြီပေါ့နော်။ကျွန်တော်တို့ကတပ်ပုံမှာဒီကောင်လေးနဲ့ကောင်မလေးချစ်တူနေအောင် ပန်းကျင်ထဲမှာလမ်းလျှောက်နေရဆိုကျွန်တော်ကဆွဲခိုင်းတဲ့အတွက်အတိအကျပဲကျွန်တော်တို့ဆွဲပြီးရဲဒီပုံလိုချင်မှာကကျွန်တော်တို့ကအောက်မှာရှေ့ဆေးကိုနှိပ်လိုက်မယ်ဆိုရင်ရပြီဒီခေတ်ကြီးမှာကျွန်တော်အခုနောက်ပထမလိုလိုပြောတယ်လို့ပဲတပ်ပုံထဲမှာကိုကဘယ်လိုမျိုးလိုချင်တယ်ဘီနိုင်ကစတိုင်လိုချင်တယ်အင်းကိုဘာရောင်ဝက်ခိုင်းမယ်အစားအတိအစိတ်ရေးထည့်ပြီးလို့ရပါတယ်ကျွန်တော်ကရိုးရိုးရှင်းပြရေးတဲ့အတွက်သူကကျွန်တော်ရေးခိုင်းတဲ့အတိအကျချက်တွေပဲသူကဖြည့်ပြီးပြထားရဲ့ ီးရောသူကလိုတဲ့ဟာလေးကိုသူကတူပဲဖြည့်ပြီးရောရေးဆွဲပြီးရဖြစ်ပါတယ်။ဒါဆိုရင်ချက်ချီပူမှာဘလိုမျိုးတပ်ပုံဆွဲရမလဲ။ကိုကအင်္ဂလိပ်လိုမဆွဲတတ်ဘူးဆိုရင်ညီမလိုဘလိုမျိုးဆွဲရမလဲ။ပီယာနဲ့ကိုကအင်္ဂလိပ်လိုပုံဘလိုမျိုးထုတ်ရမလဲဆိုရင်ကျွန်တော်ဒီဗီဒီယိုမှာပြန်လည်မျှဝေတာဖြစ်ပါတယ်။အားလုံးအဆင်ပြေကြပါစေ။